ထိုင်းမှာအထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေအတွက်ဘန်းရောက်ကဲဘက်ရိုက်ပေးတဲ့အစီအစဉ်ရွှေဆိုင်လိုက်တာကြောင့်ငွေကြိုပေးထားတဲ့အလုပ်သမားတွေတိမ့်နဲ့ချီပြီးတော့အခက်အခဲဖြစ်ကုန်ပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံမှာမြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်လေးနိုင်ငံကအထောက်ထားမဲ့ရွှေပြောင်းလုပ်သမားတွေအတွက်2025အောက်တိုဘာလ15ရက်မှာထိုင်းဆိုရကဘန်းရောက်ကဲဘက်အထောက်ထားတဲ့လုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့အောက်တိုဘာလ16ရက်မှာပဲဘက်ရိုက်ပေးမယ့်အစီအစဉ်ကိုရုတ်တရက်ရပ်ဆိုင်လိုက်ပါတယ်။ လက်တော်လောမှာတော့ထိုင်းမှာနေဆက်လုံခြုံရေးအခြေအနေတွေကြောင့်ဖက်ရိုက်ပေးတဲ့အစီအစဉ်ကိုယာယီရဆိုင်းလိုက်တာဖြစ်ပြီးဘယ်နှစ်မှပြန်ဖွင့်မလဲဆိုတာကိုတော့ထိုင်းအစိုးရကထပ်မံကြေညာပေးသွားမယ်လို့ဆိုပါတယ်။ရွှေပြောင်းလုပ်သားတွေဟာပန်းရောက်ကလုပ်ဖို့အတွက်ပွဲစားတွေကိုကြိုတင်ငွေပေးထားတာကြောင့်အခုလိုရုတ်တရက်ပိတ်လိုက်တာဟာအလို့သမားတိုင်းနဲ့ချီအခက်တွေ့စေတယ်လို့ထိုင်းရောက်မြန်မာလူသမားရေးလှုပ်ရှားသူတွေကပြောပါတယ်။ ဒီအလုသမားတွေတိတ်နဲ့ချီတော့အလုသမားတွေတချို့ဆိုဗမာပြည်ကနေဓာတ်ပုံပို့ပြီးတော့မှပွဲစားကိုပတ်စံကြိုးပေးပြီးတော့ပိုင်းအောင်ဘတ်လုပ်ဖို့အတွက်ငွေတွေကြိုးပေးထားရတယ်။အလုံုံစက်ယုံနေဆိုငွေတွေအခြေကောက်ပြီးပြီ။အပြင်ရပွဲစားတွေဆိုလည်းငွေတွေတချို့အခြေကောက်ပြီးတချို့တဝက်ကောက်ပြီးပြီ။တိတ်နဲ့ချီတော့အလုသမားတွေရဲ့ပွဲစားတွေကိုကြိုးပေးငွေကပတ်တန်းနဲ့ချီပြီးတော့ရှိတယ်။ဒါတွေကဆုံးဆုံးနဲ့နာသွားပြီ။တို့ဘယ်နေ့ဖွင့်မဲ့ပါရရကြရင်ကြာတယ်လို့လုံမားတွေနဲ့နာသွားပြီ။ပွဲစားလက်ထဲရောက်သွားတဲ့ပတ်စံပြန်ရဖို့ကမလွယ်ဘူး။ဒါအလုသမားတွေအတွက်အင်ပရန်ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ပြီးတော့ နေထိုင်ခွင့်ထောက်ထားမဲ့သွားတဲ့လူမားတွေအတွက်လည်းအရန်အနေအများတယ်။ထိုင်းစိုးအတွက်လည်းအနေအများတယ်။မှုခင်းတွေဖြစ်လာတဲ့အခါမှာဘယ်လိုလိုက်လို့လိုက်ရမှန်းမသိဘူး။ဒါဘတ်ပေါင်းစုံအတွက်အင်မတန်ကိုထိခိုက်နေတာစီတဲ့ချက်ပဲ။အဓိကလူမားတွေထိခိုက်နေတာသွားရတယ်ပေါ့နော်။ထိုင်းမှာထောက်ထားမဲ့နေထိုင်သူတွေကိုထိုင်းစိုးရကပန်းရောင်ကက်လို့ခေါ်တဲ့အထောက်ထားသစ်ကိုနှစ်စဉ်ပြုလုပ်ပေးတာဖြစ်ပါတယ်။အလို့သမားတွေအနေနဲ့ပန်းရောင်ကက်လုပ်ငန်းစဉ်မှာကျမရဲ့အမခံလျှောက်တာစေးစစ်တာနဲ့ဟောပါမဲ့ဗီဇာလျှောက်ထားတာဖြစ်ပါတယ်။ ထိုင်းမှာပန်းရောင်ကထောက်ထားသစ်ပြုလုပ်ဖို့စောင့်ဆိုင်းနေချိန်ဝေါ်ပါမင်းနဲ့ဗီဇာတက်တန်းထုတ်ဖို့စောင့်ဆိုင်းနေတဲ့အလို့သမားတွေကလည်းစိတ်မလုံခြုံမှုနဲ့နေထိုင်သွားလာလုပ်ကင်နေရတယ်လို့ဆိုပါတယ်ခီးပဲသွားသွားအလုပ်ပဲလုပ်လို့ပေါ့နော်အခုအခက်ခဲဖြစ်နေတာတော့ကိုယ့်ရဲ့ဒီစာပတ်စပို့ထဲမှာဗီဇာရှိမနေတာဝတ်ပါမရှိမနေတာတော်တော်ဟိုဆိုးတဲ့အခြေအနေပေါ့နော်အဲ့တော့သွားတာသွားနေရတာမဖြစ်မနေသွားနေရတာပေါ့အဲ့လိုအကြုံအားမှာအကြောက်ဆုံးပဲပေါ့နော်အဓိကကတော့ဒီစစ်စေးဂိတ်တွေမှာပဲဖြစ်ပါဖြစ်ဖြစ် ကိုရဲရဲဝုံဝုံဒါရီကသူတို့ခွင့်ပြုတယ်ဆိုပေမဲ့ကျွန်တော်တို့ကရဲဝုံဟိုလိုသွားလာတာအကြောက်တရားတော့ရှိတာပေါ့နော်စစ်လို့ရှင်ဘာတွေပြောမှလဲရင့်မာလာဒီစာရွက်ကိုသူတို့ကလက်ခံမှာလားတစ်ဖက်ကလက်ခံပြီးတစ်ဖက်ကလက်မခံနဲ့ဟာတွေများကြုံရမလားဆိုတော့အဲ့လိုစိုးရိမ်မှုကြီးတော့ရှိတယ်ဟုတ်ဗတ်ရိုက်ပေးတဲ့အစီအစဉ်ရွှေဆိုင်ချောင်းကျင်ညာတဲ့နေ့မှာပဲထိုင်းနိုင်ငံစမိုးစခွန်ခရိုင်တွင်ဗတ်ရိုက်ဖို့ဆောင်ဆိုင်နေတဲ့မြန်မာအယောက်130ကျော်ကို ထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီနေ့မှာတော့ထိုင်းဆိုရကပြုလုပ်ပေးတဲ့ပန်းရံကထောက်ထားသစ်ပြုလုပ်ဖို့စောင့်ဆိုင်နေတဲ့မြန်မာလူသမားတွေအတွက်တသိန်းကနေနှစ်သိန်းကြားရှိတယ်လို့အလို့သမားကြီးလောက်ဆောင်သူတွေကခံမှန်းထားပါဗျ။ကျွန်တော်ဇွဲသစ်ပါ။